ထိုင်းရွှေကတော့ဒီနေ့မှ90အကြာနဲ့ဈေးဖွင့်ပါတယ်အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ဒီနေ့ကနေ့ရက်နေ့9လပိုင်း2020နဲ့5ခုနဲ့မနက်ပိုင်းတိုင်းရွှေဈေးက90ကျပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲဈေးဆိုင်ကရောင်းတဲ့ဈေးက9250ဆိုင်ကလက်ခံတဲ့ဈေးက9150လက်ဝယ်ရနိုင်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9250ကမ္ဘာရွှေတောင်စားကိုဒေါ်လာ3330တင်တဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမန်ငွေ32.5တင်တဲ့တိုင်းရွှေဈေးကိုတွက်ထားပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က200ရှိပါတယ်လက်ကအပီအစီးတိုင်းရွှေခဲတစ်ပတ်သားကို9000 င်း1450နဲ့ပေးဝယ်ရမှာပါ။ဆိုင်ကလက်ခံတဲ့ဈေးကရာဂိန်လုံးပြန်မပြတ်ပဲဆိုင်က9150ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါ။လက်ဝယ်ရတဲ့လက်ခတွေကတော့ဘဏ်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝယ်ရတဲ့တပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ဂိန်လုံးပြတ်ပြီးတဲ့ပြင်ကို4800ကျော်ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေအတွက်လက်ခဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်။ဘဏ်ကောက်ထဲမှာဆိုရင်စီနက်က လင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်တပတ်သားကိုလက်ခ205ဘတ်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေကိုဝယ်စုမယ်ဆိုလို့ရှိရင်လည်းရွှေအခဲကိုပဲဝယ်စုထားကြပါလို့အကြံပြုချင်ပါတယ်။ထိုင်းရွှေအခဲကိုဝယ်စုမယ်ဆိုရင်တမတ်သားအခဲ၅မူသားအခဲလေးတွေကစပြီးတော့ဝယ်စုလို့ရပါတယ်။ထိုင်းရွှေစင်ငွေစည်တွေကိုအမြဲတမ်းတင်ပေးပါတယ်။ထိုင်းရွှေစင်ငွေစည်တွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအန်ဒီရဲ့ကင်းလို့ဘေးရှင်းနိုင်ကြပါစေ။